မင်္ဂလာပါခင်ဗျာစောင်းဆိုင် channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဝိထုတိုလေးကတော့တဏျာမြင့်ဣတီမပကံဟိုမပကံဆိုတဲ့ဝိထုတိုလေးဖြစ်ပါတယ်စာရေးဆရာမင်းဝေဟင်ရဲ့ပေါင်းတို့မျိုးကတကူးကြီးမှာအားလဲဖွင့်ချေဆိုတဲ့ဝိထုတိုဆိုစာအုပ်ထဲကဝိထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်တဏျာမြင့်ဣဒီမပကံဟိုမပကံကျုပ်ဒီအိမ်ထဲကိုဝင်လိုက်ကြတဲ့ကတိလိုက်ပြီး ကျုပ်ရောက်ဖာကတော့ဆုံးတော့မယ်ဆိုတာကျုပ်ရောက်တော့သူကတော့ခရင်ပေါ်မှာပတ်လက် သူ့ဘေးမှာသူ့မိန်းမလည်းရှိပါသူ့မွေးထားတဲ့သားသမီး၃ယောက်လုံးလည်းစုံလင်ရှိတယ်အဲနောက်တစ်ယောက်ကဆရာဝန်လို့ထင်ရတဲ့သူသူကလည်းကျုပ်ရောက်ဖာနားမှာရှိပါမျက်ဖြူလမ်းမှာဆရာဝန်ပြန်ဆိုတဲ့စကားတိုင်းဆိုရင်ကျုပ်ရောက်ဖာကအခုမှမျက်ဖြူစိုက်တဲ့အဆင်လေအဲ့ဒီတော့ဆရာဝန်ကြိုက်တဲ့အဆင်ပေါ့ဒီလူမမနေတန်ကြားပဲမင်းကျုံမင်းမသူညီမပဲလှုပ်ပြီး ကျုပ်ကတော့မလိုက်ဖြစ်ခဲ့ပါဘူးဒီလူအကြောင်းကိုကျုပ်သိဆုံးဟာကိုသူကသူကောင်းစဉ်တုန်းကလည်းဘယ်တော့မှလူမမာသွားမေးရှင်းအလုပ်ကိုလုပ်ဖူးတာမဟုတ်တလို့လူမမာသွားမေးတဲ့ကိစ္စနဲ့ပတ်သက်ရင်လေရှုပ်လိုက်တဲ့အလုပ်ပြာမေး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 တိတဲ့သူကတိတ်မာပဲကိုကလူမမာကတရားမှတ်နေတယ်ဆိုရင်လေကိုကသွားစကားပြောမိလို့ငရေကြီးအောင်မယ်ဝေနာခံစားနေရတဲ့သူကိုတက်တာလာသွားမေးရင်လေလူမမာကမဖြစ်ချင်းပဲဖြစ်ရလို့အခုတို့များအောင်မယ် ဘယ်ဟာကောင်းတဲ့တော့အဲ့ဒီလူကိုပြောတာလေပြီးတော့သူမမမေးချင်းလို့ဆိုတာကျုပ်တို့လူမျိုးတွေရဲ့ဘယ်စားထဲမှာမှပြားထမ်းမထားပေမဲ့ဒါဟာတာဝန်တည့်ရလို့ခေါ်မလားယဉ်ကျေးမှုတည့်ရလို့ပဲဆိုလိမ့်မလားအဲ့လိုမျိုးလေပြီးတော့ကောင်းလို့ရရဆရာဝန်စည်းကမ်းအစရှိတဲ့ဖြစ်ပေါ့နောက်ဆုံးကုံကုံပြောရရင်တိုင်းရင်းစိမိတို့လေးတွေအထိတဆင်စကားတဆင်နာနဲ့ညွန့်တက်ကြတာကျုပ်တို့လူမျိုးတွေရဲ့ထုံစံလေဤရင်တွင် စေးပင်စေးရွက်စေးမိတို့များအကြောင်းမပြောရအချက်မပေးရလမ်းမညွန်ရအဲ့ဒီစာသားကိုကြောက်ရောက်ဖားကသူ့အိမ်ခန်းထဲကပြက်ကရင်စာရွက်နောက်ကျောလမ်းပြီးဆော့ပင်နဲ့ရေးထားတာဒီယောဂမန်သူတီဘီကာစာကသူကအကောင်းပတိကြီးတိုင်ရှိနေတာလေအဲ့ဒီအချိန်တုန်းကသူရေးထားတာပေါ့ကျုပ်ကဒီအိမ်ကိုမရောက်ပင်မဲ့ကျုပ်မင်းမပြောလို့သိနေတာအဲ့ဒီစာတန်းကြောင်းလူတွေများတဲလဲခတ်တာပဲလူမမသွားမေးမယ်သွားမေးတယ်နဲ့တကယ်တမ်းကျတော့ ်လူမမာကိုသွားမှန်းနေကြတယ်ဒီအချိန်နေဆိုရင်တော့ဘယ်နဲ့ရနေရအောင်မှာပါပယိုးတွေကြနေပြီမင်းညတွင်းကမဆုတလောက်လေးဟောက်နေသေးတယ်ဆိုတော့မတည်နိုင်သေးပါဘူးသူစုံလို့ညားလိုက်တဲ့အာကုတို့ပဲကားဆက်စီနဲ့တင်သွားရင်တော့ပုံမှမဟုတ်ဘူးကျုပ်ရောက်ပါကောင်းနေစဉ်ကာလာကပြောတက်တဲ့စကားတွေလေအခုသူ့လှည့်ကြတော့လေလူမမာလာမင်းတဲ့သူမှန်သမျှဟာသူ့ခန်းထဲကိုဝင်တွေ့ရတယ်မရှိပါဘူးသူ့ကိုကြောက်တာနဲ့သူ့မိမကိုပဲတူတူတိတ်တိတ်မီးပြီး ြန်ချရတဲ့သူတွေကများတာသူမိမကတော့မိမကလည်းဖြစ်ပြန်ပြီးတော့အာနာရာကလည်းပါရောကောင်းလို့ရရဆေးလေးရွေနဲ့ဆမ်းပြီးလှုပ်သေးတယ်ဆိုတဲ့တည်င်းတော့အစာပိုင်းမှာကြားမိတာငါလည်းကော်စောမဲ့လို့ခင်းပြီးအိတ်မိပါတယ်ကြောကိုစူးမှပဲဖြာချမ်းမှန်းတည်တော့တယ်ဒီမှာမတ်တယ်ငင်လှုပ်နေတာရတန်းကရက်စမ်းငင်ကျွေးနေတာဘာရီလဲဆိုတာငါမသိပဲနေမလားငင်ငါ့ကိုတိတ်မှကြောက်မနေနဲ့ငါကတိတ်မှမဟုတ်သေးဘူးနင့်မွေရင်နင်ပဲစားတော့သူမိမကတော့ ူယောက်ျားကင်ဆာဆိုတာနဲ့ကောင်းလို့ရရာတက်စာတွေတဲကတကူတကန်ရှာဖွေရတဲ့ဝေဝေးသားကိုငါ၆ထောင်းလေးလို့မွားနေအောင်မွေသားကိုပြုတ်ပြီးမှအသားလေးတွေထွင်ကျက်တုန်နီစီတက်ဘာညာလုံးပြီးစားချင်းစပွဲဖြစ်အောင်ကြွေးတာပေါ့ဒါကိုဘိုးတော်ကတန်းတီးပြအဲ့ဒီစကားကိုပြောနေရတာပဲကင်ဆာဆိုရင်ပြင်ရှားဆိုတဲ့စကားလည်းရှိနေရောသူ့မိမကတော့ကြောက်ရှာတာပေါ့ဒါကိုကြောက်ရွံ့ဖလှုပ်လိုက်ပုံများငါကတိမ်မှာမဟုတ်သေးဘူးဆိုတာတော့ပါလိုက်သေးတယ် ူဖြစ်နေတာကအသေးကင်စာလေကင်စာတွေထဲမှာအပြင်းဆုံးနဲ့အမြင့်ဆုံးမလားရက်90တရာအတွင်းမှာဖြုတ်ခနဲ့တည်သွားနိုင်တဲ့ယောဂါလေသူ့ကိုသူလည်းမသိမဟုတ်ဘူးလေဒါကိုသူကကြောင်းမြန်ပြန်ဖြစ်နေတာလူကောင်းတွေကိုအားပေးပြီးလူမမာဖြစ်တဲ့သူကစိတ်လျှော့စိတ်ပြက်ဖြစ်ရမှာအခုတော့ပင်လေကြီးကလိုက်မထမ်းပဲချောင်းငယ်မြောင်းငယ်တွေမှာလှိုင်းလေးတွေတဟုန်ဟုန်ဝုန်းတယ်လို့ဖြစ်နေတာဘာပဲပြောပြောကျုပ်ကတော့ တူတူမှတောင်းအောင်လုပ်ရဖိတ်ခေါ်မှုချောက်ပဲခေါ်မလားဦးလေးသားချင်းတယောက်နေနဲ့တာဝန်တရက်လို့ပဲခေါ်မလားဒီအိမ်ကိုတော့ရောက်ခဲ့ရပါပြီပြီးတော့ကျုပ်ရောက်ဖကိုလည်းပြောချင်ပြောထိုက်တဲ့စကားလေးပြောဖို့ကြိုးစားရပါပြီခတ်တာကရောက်ဖရဲ့သားသမီး၃ယောက်ပဲ၃ယောက်မှာအကြီးဆုံးနဲ့အငယ်ဆုံးကမိန်းကလေးတွေအလေကကောင်ကယောက်ျားလေး၃ယောက်စလုံးကအိမ်တောင်ရတားကိုစီကိုငှနေကြပြီဆိုပေမဲ့ထူးခြားတာကသူတို့၃ယောက်စလုံးကတယောက်နဲ့တယောက်စကားမပြောကြအောင်သူတို့၃ယောက်တည်းမဟုတ်ဘူး သူတို့သုံးယောက်ရဲ့ပါရဆိုင်ရာယောက်ျားမိန်းမများတာမကဝေးထားချလေတဲ့ဥသေးပောက်ပင်အားလုံးကပါအစုလိုက်ပြုံလိုက်မခေါ်ပွဲကြီးကျင်းပနေကြတာဥလီကြည့်လို့အောင်အဖေကတော့အသေးခင်စားဆိုတော့တိတ်ပြီးကြာတော့မှမဟုတ်ဘူးတမီးကတော့အဖေမဖေမဆုံးခင်ခွဲတင်ခွဲတိုက်ရာချင်းရတိုက်တဲ့ပစ္စည်းလေးတွေရချင်းပြီဥလီသိတဲ့အတိုင်းဟိုအကြီးမှတင်းတင်းရောအလက်ကောင်လင်းမှတမီးနဲ့ကစကားပြောတာမဟုတ်တော့အဖေမရှိတော့ရင်အမေနဲ့ဆိုလို့ကတော့တမီးကအမုတ်ကတစ်ခွက်တောင်အမွေရလိုက်မှမဟုတ်ဘူး အငယ်မဝင်ဝင်ပြောလိုက်တဲ့စကားချောင်းကျုပ်အံ့ဩသွားတယ်အမွေဆိုပဲသူတို့အဖေမသေးခင်ကာချုပ်လေးပါလေးနဲ့ခွဲရအောင်ဘာမွေတွေများရှိနေလို့တော့တင်ငယ်ကျုံမြို့နေတဲ့ကအမိုးရရက်ကွက်လေးထဲမှာပေစိတ်ပေ90နေဝိုင်းလေးပေါ်မှာပြင်းအောင်သမိုးအိမ်လေးတစ်လုံးကလွဲလို့ကျုပ်ရောက်ပါသူတို့အဖေမှာဘာပစ္စည်းတစ်ခုမှပိုင်တာမဟုတ်မနစ်ကမှပင်စင်နားပြီးရတဲ့ပင်စင်လားကလေးရဲ့အရင်တုန်းကခြံခဲ့ကြံခဲ့တဲ့ရွှေတူရွှေစလေးတွေလောက်ကို ပေါင်နှံရောင်းချပြီးစားတောက်နေရတဲ့ကြောက်ရောက်ဖားမှာအမွေခွဲเสียဘာရီများရှိနေလို့တဲ့တော့တကယ်ဆိုဦးလေးကဒေါ်လေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့နဲ့အမျိုးတော်အားဆိုပေမဲ့ဦးလေးကလဲလဲဝဲဝဲရှိတယ်လို့အဖေကိုပြောနိုင်တာဦးလေးတယောက်ပဲရှိရလေအဖေများမရှိလို့ကတော့ဟိုကောင်မနဲ့ကောင်လို့လို့ကျွန်တော်တို့ကဘာမှအောင်ကြမှာမဟုတ်အဲအားကြောင့်ကျွန်တော်ကဦးလေးကိုအားကိုးပြီးပြောတာဦးလေးသိတဲ့အတိုင်းအဖေယောဂါကနေလမ်းညလာမသိဘူးဖြစ်နေတဲ့ဥစ္စာအလက်ကောင်လင်းလင်းကဒီလိုစကားတွေပြောလာတဲ့အချိန်ကြီး ကျုပ်ကတော့သူတို့ပြောနေတဲ့အမွေကိစ္စကိုနားကိုမလဲသေးတာဘာရီများဒီလောက်တောင်ရေးကြည့်နေကြတဲ့တော့ဒါပေမဲ့ကျုပ်စနေတင်တင်လာကစကားတခုကိုကျုပ်ကြားအောင်သာတီးတူပြောပြီးကျုပ်ရဲ့အတွေးအစာတွေကိုရိုက်ချိုးပစ်လိုက်တယ်ကိုထုတ်ရင်တကယ်တော့ကျမတို့သူမနှယောက်ကသူတို့မောင်ပြောနေတဲ့အမွေကိစ္စတွေထဲမှာကျမတို့လည်းပါလာပြီးမနေ့ကအကြီးမတ်တင်တင်ကကျမကိုပြောတာလေကျမအကိုသူတို့အဖေရဲ့ချက်နဲ့အိမ်ဆိုပေမဲ့ရှင်သိတဲ့အတိုင်းကျမရှင်းနောက်ကိုဒီတိုင်းလိုက်လာခဲ့တာမဟုတ်လား အဲ့ဒီတောင်းကကြီးချန်စင်းတောင်းကဘာရှိစီတာမဟုတ်လို့လေအခုဒီကိစ္စကိုစဉ်းစားကြည့်စမ်းစင်းစင်းပြောသလိုကျမနဲ့ရောဆိုင်မနေဘူးလားတကယ်ပြောတာကျုပ်အဲ့လောက်ထိစိတ်ဝင်စားသေးဘူးဘဲနဲ့ဗျာဒီရက်ွက်ဆုတ်ချချာလေးတဲ့ကကျွဲနှကောင်းပေါက်တတလောက်ရှိတဲ့မြေကွက်ကလေးကိုအဖေမသိခင်တာသမီ၃ယောက်ကအမွေခွဲဖို့ကိစ္စတွေလုပ်နေတယ်လို့ဘာမဆိုင်ညာမဆိုင်ကျုပ်စနီးကပါသူနဲ့ပါဆိုင်ပါတယ်ဆိုပြီးအစ်စ်ဝင်ပါနေလိုက်သေးတယ်ကျုပ်ကတော့ဒီမြေကွက်ကိုနည်းနည်းလေးမှစိတ်ဝင်စားပါအောင် ကျုပ်စနီးပြောသလိုသူပါဒီကိစ္စမှာပါဝင်ပတ်သက်နေပါပြီလေထားပါအောင်ဒီမီကွယ်လေးကဘလောက်များတတ်မှာမို့လို့လေကျုပ်တို့လည်းအိမ်ပိုင်ရာပိုင်နဲ့နေတာမဟုတ်ပါအောင်တောင်ဝေဘက်မှာတိုက်ခန်းလေးငှားနေရုံလောက်ပါဒါပေမဲ့ကျုပ်တွေးနေတဲ့အကြောင်းတွေဒီမီကွယ်ပေါ်စိတ်မပါနေတဲ့ကျုပ်ရဲ့အကျွေးတွေကိုဇနီးတဲ့ရဲ့စကားကရချိုးပစ်လိုက်တယ်ရှင်စင်းစားကြည့်အခုငမိုးကြီးရက်ကွက်ကို contract တွေပေးနေပြီတဲ့ပေးစိတ်ရှိတဲ့မီကွယ်ဆိုတိုက်ခဲဆောက်လိုက်လို့ရှိရင်နှခမ်းအတွက်၅ချက်တိဆောက်လို့ရတယ် ဒါကလည်းကယံမီပေါက်ပိုင်းရှင်ကိုယ်တိုင်လက်မှတ်ထိုးမှဖြစ်မှာအခုတင်းတင်းပြောတာကစိတ်ဝင်စားစရာကောင်းမနေဘူးလားဒီချမ်းကိုနှခမ်းတွဲငားလာစောင့်ရင် contract တချမ်းယူမီပိုင်ရှင်ကတချမ်းရမယ်လေတချမ်းဆိုတော့ငားကန့်ပေါ့ကျုပ်ဇနီးရဲ့စကားအထားတို့မှာကျုပ်စိတ်ဝင်စားလာပေမဲ့သူပြောနေတာတွေကိုအစဆုံးတော့နားမလည်သေးတဲ့ကျုပ်စိတ်စိတ်ပဲနေပါသေးတယ်တင်းတင်းကပြောတယ်တကယ်ဆိုရင်ဒီမီကွက်ကဒေါ်လေးတို့နဲ့လည်းဆိုင်နေတဲ့ တခန်းဆောက်ပြီးလို့ငါးခန်းသာရရင်သူတို့မောင်နှမသုံးယောက်ကတခန်းစီသူတို့အမေကတခန်းဆိုရင်ကျမတို့လည်းအပေါ်ဆုံးခန်းဖြစ်ဖြစ်တခန်းတော့ရမှာတဲ့ကဲရှင်စိတ်ဝင်စားဦးလားဒါပေမဲ့အခုခက်နေတာကကျုပ်ကမိမရဲ့စကားကိုအလုံးစုံစိတ်ဝင်စားလာတဲ့အချိန်ကျမှမိမကစကားစကိုချက်ချင်းဖြတ်ပြီးတခုခုကိုကြီးကျယ်စဉ်းစားတဲ့ပုံစံနဲ့တွေ့ဝေသွားတယ်။ကျုပ်ကစက်ပါအောင်ဆိုတော့မှခက်တာကကျုပ်တို့ရဲ့အကိုကြီးမသေးခင်မှာဒီကိစ္စကသူ့လက်မှတ်ထိုးမှအဆင်ပြေမှာလေ ူသာတည်ပြီးသွားရင်အိန္ဒိယကိုလည်းသူ့နာမည်နဲ့ဆိုတော့ခရယအမိပေါက်နောက်တစ်ယောက်ကိုအမိပြောင်းနေရတယ်တိုင်ခမ်းပေါက်ကိုတော်တော်နဲ့ရောက်မှာမဟုတ်တော့ဒါကြောင့်ကျမအကိုကြီးကိုမတည်ခင်နားချဖို့ရှင့်ကိုတူတူမရီအားကိုကြတာခတ်တော်လဲခတ်တယ်ကိုကြီးကလည်းအခုချိန်ထိသူ့ကိုသူတည်လူလို့ကိုမတတ်မှတ်သေးဘူးစိတ်ညစ်တယ်တကယ်မင်းတို့မင်းကြီးနဲ့ရမဆန်ခင်တေကောင်မောင်းလေးဖြစ်နေတဲ့အချိန်မှာတီဘောမဲပရင်နန်းတပ်ဖို့ကြီးစင်ဖြူမရှင်မိဗျာကြီးကမင်းကြီးမင်းသားပေါင်းအယောက်၄၀ကျော်ကိုကွက်မြက်လိုက်တယ်လို့တမိုင်းမှာရှိရ တကယ်တော့အဲ့ဒါကအဲ့ဒီအချိန်မင်းတို့မင်းကြီးနေရမစံခင်မှာကနောင်မင်းသားကြီးလောက်ကြံခံရပြီးကြတဲ့ကအဲ့ရှိမင်းသားအရာကိုဘသူကမှမထားခဲ့တဲ့ပြဿနာပဲဗျညလေနေခင်းလေးတစ်ခုမှတော့ကျုပ်လဲတမိုင်းချောင်းတွေလေးလာလိုက်စားတဲ့ကျုပ်ရဲ့ရောက်ပါကြီးကိုစကားဆကြည့်အဲ့ဒီအချိန်သူရဲ့ကျုပ်ရဲ့ကလွဲလို့သူတို့အိမ်မှာဘသူမှရှိမနေကြဘူးလေကျုပ်ကောင်းထဲမှာအဲ့ဒီအချိန်မှာရှိနေတဲ့ကိစ္စအိမ်ကိစ္စကျုပ်ရင်ထဲမှာအဲ့ဒီအချိန်ဖြစ်နေတဲ့ယောဂါက တိုက်ခန်းယောဂကျုပ်လည်းဘာဖြစ်တယ်မသိဘူးကျုပ်မိမနဲ့တိုက်ခန်းကိစ္စတွေပြောပြီးကြတဲ့ကကျုပ်ကောင်းတဲ့ခါရင်အဲ့ကိစ္စကထွက်မသွားတော့ဟာမင်းမြင်လွဲနေတာပါမောင်ထွက်ရဲ့မင်းတို့မင်းကြီးကအဲ့အချိန်မှာမဖြစ်မနေအိမ်ရှိအရာပေးလိုက်လို့ရတယ်တားတော်ကြီး၃ဘာအောင်ရှိတာညောင်ရဲမင်းသားရဲ့30မင်းသားရဲ့မခရမင်းသားရဲ့လေမင်းတို့မင်းကြီးကဖရာသမားဖရာတရားသမားကွာတားတော်ကြီး၃ယောက်ရဲ့ရှင်တွေကတရားသမားတွေနှလုံးသွင်းမှုရိုက်ချက်ပေးခဲ့ပြီးပြီလေပြီးပြီဘောကွာ သူမျက်ရွာဆန်ပြီးမှဖြစ်လာတဲ့ပြဿနာကတော့ကိုထိုင်တဲ့ကိုကံခံချလေပဲဒီမှာမောင်ထွတ်မင်းဘာပြောမလဲဆိုတာငါရိပ်မိနေတယ်နော်ကြီးစကားဒီမှာရင်ရက်တော့ကျုပ်စကားလူရင်းကိုမရောက်ခင်မှာပဲမင်းကြီးပြခံလိုက်ကြတယ်ဘောလုံးပွဲစကားနဲ့ပြောမယ်ဆိုရင်တော့အနီကက်တိုက်ရိုက်ထီပြီးပွဲပယ်မခံလိုက်ရပဲမယ်အဝါကက်နဲ့တတိပေးခံလိုက်ရတဲ့သဘောပဲလေကျုပ်သဘောကဒီမြေခွက်အင်ဆောက်ဖို့ခင်ဗျားသဘောမတွေ့ရင်တော့ခင်ဗျားသားသမီးတယောက်ယောက်ကိုအင်ဂျင်ကိစ္စလေးလုပ်ပေးခဲ့ပါလားဆိုတဲ့သဘောလေးရအောင်ပြောမှာအခုတော့ ရေစည်းတံနဲ့ချောင်းဝါကိုဆယ်ကြီးပိတ်ဆောက်ပစ်လိုက်တယ်လို့ကျုပ်ပြောချင်တဲ့စကားတွေလည်းချောင်းရီလိုပဲတန့်ကုန်ရတယ်လေ။ဒါနဲ့မောင်ထွေရဲ့နေပါအောင်ဘသူမှမရှိအောင်မင်းကိုတိုင်ပင်ပြစေအောင်ကျုပ်ရောက်ပါကြီးကကလေးမပက်လက်အနေထားကနေဘေးဘီဝဲရအရက်ရှိမြင်တာကိုမျက်လုံးဝေးကြည့်လို့ကျုပ်ကိုတစုံတစ်ခုယင်ဖွင့်တော့မဲ့ပုံနဲ့စကားဆက်လာတယ်။ငါမှတစုံတစ်ခုယောဂါရဖြစ်နေပြီဆိုတော့ငါတိလိုက်ပြီကွာ။ဒါပဲမဲ့ငါမိမကဟိုကောင်မှမတ်တင်ချင်းတလို့ဆိုကင်ဆာလောက်တော့မဖြစ်နိုင်အောင်ထင်တာပဲ ာဒီလိုစဉ်းစားတယ်ငါတို့မှလည်းမင်းသိတဲ့အတိုင်းရွှေငွေရဲ့အသိပစ္စည်းဆိုတာကဘုံဘောလောကြီးရှိနေတာမှမဟုတ်တာပြီးတော့ဒီမြန်မာပြည်ကဆရာဝန်တွေကလည်းယောဂါတစုံစီရာဖြစ်လာရင်ပျောက်အောင်ကုဖို့ဆိုတာထက်ယောဂါနာမည်ရှာနေကြတာနဲ့လူနာရဲ့အတက်ကပဇဝရောက်လာပြီအဲ့ဒီတော့ဒီမြေယောဂကလေးကိုရောင်းပြီးဗန်ကောက်လောက်မှာမန်ဒီကယ်ချက်ကလေးပါလေးသွားလို့ရရင်ကောင်းမလားလို့မကောင်းဘူးလို့ပြောလိုက်တဲ့စကားကတော့ကျုပ်လည်းပင်ဝါကထွက်မလာနိုင်ပါ ကျုပ်အံ့ဩမင်တမ်းမှုတွေနဲ့ပဲကျုပ်ရောက်ဖကြီးကိုစိုက်ရှိနေမိလိုက်တော့တယ်။ရောက်ဖကြီးရဲ့စိတ်တက်ခါကျုပ်ထင်ထားတာထက်တောင်မာနေပါရောလား။ဖះဖះကျုပ်ရောက်ဖကြီးရောသူထင်ရမြင်ရတွေရှောက်လုံနေရင်တော့သူလဲသိရောလက်ထဲမှာချူပြားမတောင်ကြံရဲတော့မှာမဟုတ်ဘူး။ဒီလိုဆိုရင်တော့ကြံရဲသူတွေအားလုံးတော့ ग्वान ပြီ။မဖြစ်ဘူးမဖြစ်ဘူး။နောက်တနည်းစဉ်းစားအောင်မှာအုံးမင်းနေကြီးကနေပဲပေါ်တဲ့အာရိပြပင်လေကန်းဆက်ကရေနာဂရီဆိုတဲ့မြို့လေမှာညံချပရင်ဖြစ်နေပဲ။ တတလုံးသွားပြီးနေရတော့မယ်အရှိမကျွန်တော်တို့ရဲ့ကုန်းပောင်နောက်ဆုံးမင်းဖြစ်တဲ့မင်းတီဘောတို့များရေနာဂရီမရောက်ခင်မှာမက်ဒရက်ဆိုတဲ့မြို့မှာခဏနားရတဲ့အခါသူ့မှာပါလာတဲ့ရှင်ငွေကြောက်တံပရံများတွေကိုရောင်းပြီးဇီးဝဲ shopping တောင်ထွက်လိုက်သေးရဲ့နော်ဒါတော့သူကအားမရသေးပဲမြမပြီမှကြံခဲ့တဲ့သူ့ပိုင်မိဖုရားပိုင်ပစ္စည်းတွေကိုပြန်ပေးဖို့တောင်းဆိုလိုက်သေးတဲ့ဗျာကောင်းရောဗျာနော်ကိုကတကြွန်းဆန်မြန်ရတော့မှာဗျာနောက်လူတွေအကျိုးရှိစံလောက်ရှိပါသေးတယ်လားကျုပ်ဝက်ဆက်က ဒရက်ဆက်ပြောရင်ကျုပ်ရောက်ဖာကြီးကိုမတိမတာအခဲခတ်လိုက်တယ်။ကရင်ဘော်ကအမိုးမျက်နှာချက်ကိုမော်ကြည့်ပြီးအဖိုးကြီးစဉ်းစားသွားပုံကကျုပ်ကိုပြန်ပြောစရာစကားလုံးမရှိတော့တယ်လို့ပဲ။သူမကြခင်မှာဖြတ်ကူးရတော့မယ်တန်တရားရဲ့တဖက်ကံကိုမရောက်ခင်မှာသူလှုပ်တင်တာလေးတွေလှုပ်သွားနိုင်ပါစေလို့ကျုပ်ကသူ့ကိုကြည့်ရင်ဆူတောင်းနေလိုက်တယ်။အခန်းရဲ့အပြင်ဘက်မှာရှိရဲသူ့ရဲ့သားသမီး၃ယောက်ကလည်းတယောက်နဲ့တယောက်မခေါ်မပြောကြဘူးဆိုပေမဲ့ကျုပ်ဆူတောင်းကလေးပဲဆူတောင်းနေကြမှာတေးကြတယ်လေ။ တုတ်ရောက်ပါကြီးဆုံးသွားပြီမကြခင်မှာပဲသူတို့နေခဲ့တဲ့အင်္ဂလိပ်ကိုဖျက်ပြီးကွန်ထရက်တိုက်ဆောက်ကိုအားလုံးပြင်ဆင်ကြတယ်ကျုပ်ရဲ့အစွမ်းစားနဲ့ကျုပ်ရောက်ပါကြီးမတည်ခင်မှာဒီအင်ကိုကွန်ထရက်ဆောက်ဖို့အင်္ဂလန်ပိုင်ရှင်ကျုပ်ရောက်ပါကြီးတေကောင်ပေါင်းလေးဖြစ်နေချိန်မှာလက်မှတ်ထိုးပေးခဲ့တယ်လေကျုပ်ကတော့ကျုံမိမနဲ့ပတ်သက်ပြီးမှတော်ရတယ်ဆိုပေမဲ့ကျုပ်ရောက်ပါကြီးရဲ့တာသမီ၃အောင်စလုံးကိုကျေးဇူးတင်ပါတယ်သူတို့တွေတယောက်နဲ့တယောက်အခုလိုမတည့်ချလို့လေကျုပ်ကိုအားကိုးကြရင်ကျုပ်ကသူတို့လိုပဲတိုက်ခိုင်းတခန့်ရလိုက်တာလေဒါပေမဲ့ အခုတလောကျုပ်စိတ်ထဲမှာတင်းကျပ်နေရယ်ကျုပ်ရောက်ပါကြီးရဲ့မျက်နှာကိုလည်းခဏခဏမြင်အောင်လေကျုပ်ပြောခဲ့တဲ့စကားတွေကိုလည်းခဏခဏပြန်ကြားရအောင်နေတယ်အဲ့ဒါလိုကျုပ်ဖြစ်နေတာမကြသေးဘူးဟုတ်တယ်မမရပြောရလို့ရှိရင်ကျုပ်ရောက်ပါမိမမတင်းပြောလိုက်တဲ့စကားအောက်မှာကျုပ်စိတ်တွေတင်းကျပ်ကုန်တာဟုတ်တယ်အဲ့ဒီနေ့ကကျုပ်စိတ်တွေတင်းကျပ်သွားတာကြည့်လေမတင်းပြောတဲ့စကားကိုသွားလေသူကြီးရေရှင်ကတော့ရှင်ရဲ့တန်ရောစဉ်အိမ်လေးကိုပြစ်ပြီးတန်တရာမြင့်ရဲ့တဖက်ကန်ကိုကူးခတ်သွားပြီနော် ြံခဲ့တဲ့ကြုတ်တို့သားမတည့်တဲ့သားသမီးတွေတစိမ့်တွေတယောက်တစ်ထက်နဲ့တိုက်ခန်းဖို့ဘုံပေါ်မှာနေရင်တန်တရာမြင့်ရဲ့ဒီဘက်ကမ်းမှာတယောက်တစ်ထက်ကြံခဲ့ရတယ်တော်တဲ့ဆို2012အိုင်ကိုမဂစင်မင်းဝေဟင်ဖြစ်ပါရခင်ဗျာဆရာမင်းဝေဟင်ရဲ့တန်တရာမြင့်ဤဒီမှာဘက်ကမ်းဟိုမှာဘက်ကမ်းဆိုတဲ့ဝတ္ထုတော်လေးကိုနားဆင်ရင်တခုခုရသွားမယ်လို့ပြောလဲပါတယ်နားဆင်မိသူရောက်စီတိုင်းရောက်စီတိုင်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ